ပေါ်ချောင်းတပါဒီဝင်းနေမှာလာဆောင်မဲမဲနနာလိုချင်တာရကောဝဲပြီးမင်းရမွေးနေမှာ စတောင်းစကားလေးပြန်လွင်နေရေဒီယိုတဇင်းဖပရိသတ်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့မနက်ခင်းလေးဖြစ်ပါစေရှင်ပရိသတ်များအလုံးစောင့်မျှော်အပေးနားဆင်နေကြတဲ့အမတ်တရားနေ့စီစဉ်လေးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။အမတ်တရားနေ့စီစဉ်ကနေဒီကနေ့အော်တိုဘားလာရှိရဲနေ့မှာကြာရောက်တဲ့ဝင်းနေရှိများအလုံးနဲ့အတူတူနှစ်ပတ်လည်ကြာရောက်တဲ့ချစ်သူဆောင်တွေ မင်္ဂလာစနေမောင်နှံများအားလုံးအတွက်ကိုဘသူတွေကပါဝင်ပြီးတော့တားဆုပ်ပေးထားတဲ့လည်းဆိုတော့ကိုအခုပဲအစီအစဉ်ကနေတင်ဆက်ပြီးတော့မှာပါရှင်ဒီနေ့မတရားနေ့စဉ်ကနေပထမဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့စင်ကာပူနိုင်ငံမှာခေတ္တရောက်ရှိနေတဲ့မြန်မာလေးမလေးနန္နာထွန်းရဲ့28နှစ်ပြည့်မွေးနေ့တော်ပဲဖြစ်ပါတယ်။မြန်မာလေးရဲ့မွေးနေ့အတွက်ကိုတော့တာမွေမျိုးကောင် ကိုဥက္ကမင်းကပါဝင်ပြီးတော့စုမုံကောင်တောင်းမေးလာမယ်ဖြစ်ပါရှင်။ထပ်မံပြီးတော့စုမုံကောင်တောင်းမေးရမယ့်မွေးနေ့ရှင်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့မှာနေထိုင်နေမြမလေးရှင်ငိမ့်မိုးရဲ့22နှစ်ပြည့်မွေးနေ့တက်ပါမြမလေးရှင်ငိမ့်မိုးရဲ့22နှစ်ပြည့်မွေးနေ့တက်ကိုတော့တငယ်ချင်းမလေးကပါဝင်ပြီးတော့စုမုံကောင်တောင်းမေးလာမယ်ဖြစ်ပါရှင်။ဟုတ်ကဲ့ပါဒီနေ့မှမွေးနေ့ကြာရောက်ကြတဲ့မွေးနေ့ရှင်နေဖြစ်ကြတယ်။မြမလေးမလင်းနန္နာတို့နဲ့မြမလေးမဲရှင်ငိမ့်မိုးတို့ရဲ့ဒီနေ့ရဲ့မွေးနေ့မှာဒီနေ့ရက်တိုင်းမှာပျော်ရွှင်ပါစေ။ ရီမန်းထားတဲ့နာကက်ပန်းနိုင်ကိုအခက်အခဲတားဆီးမရှိစောက်ကင်နိုင်ပြီးတော့စီးပွားရေးမှာလည်းအောင်မြင်ကျော်ကြားတဲ့သူတွေဖြစ်ကြပါစေ။ဘဝရဲ့အောင်မြင်ခြင်းတခုကိုစိုက်ထုတ်နိုင်တဲ့သူတွေဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ဒီနေ့မတရားနေ့စဉ်မှာအခုနောက်ဆုံးစွမ်မွန်ကောင်တောင်မရမယ့်မွေးနေ့ရှင်ကတော့တောင်ကလာပါမှာနေထိုင်နေ ။တမီးလေးခိုင်စာသူရဲ့ငါးနှစ်ပြည့်မွေးနေ့တက်ကိုစွန့်မောင်းတောင်းမိရမှာပဲဖြစ်ပါတယ်။တမီးလေးခိုင်စာသူရဲ့ငါးနှစ်ပြည့်မွေးနေ့တက်ကိုတော့တောင်းကလာပါမှနေတိုင်းနဲ့အမကြီးအမလက်အမငယ်မောင်လေးနဲ့မိသားစုဝင်တွေအားလုံးကပါဝင်ပြီးတော့စွန့်မောင်းတောင်းမိလာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒီကနေ့မှမွေးနေ့အကြောင်းရောက်တဲ့တမီးလေးခိုင်စာသူရဲ့ငါးနှစ်ပြည့်မွေးနေ့မှာဒီနောက်နေ့ပေါင်းများစွာပျော်ရွှင်မှုတွေများကြီးပိုင်ဆိုင်ပါစေ။ မိဘအားကိုရတဲ့တမိကောင်းရတနာတရားဖြစ်ပါစေလို့စွမ်မုံကောင်းလေးတောင်းပေးလိုက်ရပါတယ်ရှင်။ဟုတ်ကဲ့ပါဒီနေ့ရဲ့မတရားနေ့စဉ်စဉ်ကနေမွေးနေ့ရှင်များအားလုံးအတွက်ကိုဆုတောင်းပေးခဲ့ပြီးပြီဆိုတော့ဒီတစ်ခါမှာချစ်သူဆောင်နေနဲ့မင်္ဂလာစနေမောင်နှံနေအားလုံးအတွက်ကိုစွမ်မုံကောင်းတောင်းပေးရမှာပဲဖြစ်ပါတယ်ဒီနေ့ပါလေးလေးချစ်သူရဲ့နှစ်ပတ်လေး ီနေ့ရက်မတ်လ၄စနေကနေပထမဆုံးပါဝင်လာတဲ့ပရိသတ်ကတော့ရှန်ကုန်မြို့ကမောင်လင်းနိုင်ထွန်းဝင်းပဲဖြစ်ပါတယ်။သူကတော့သူရဲ့ကြားသူဖြစ်တဲ့ညီမလေးချိုမာနေဒီကနေ့မှကြားရောက်တဲ့ချစ်သူသက်တမ်းတနည်းနဲ့၆လပြည့်တော့ပါဆိုပြီးတော့ပါဝင်ပြီးတော့စွမုံကောင်တောင်းမိလာပဲဖြစ်ပါတယ်ရှင်။ပရိသတ်များရှင်ဒီနေ့အမတရားနေ့စနေကနေအခုနောက်ဆုံးပါဝင်လာတဲ့ပရိသတ်ကတော့မန္တလေးမြို့ကညီမလေးတဲဆွေဝင်မှာ သူကတော့သူ့ရဲ့ကြည့်ရမယ်ဖြစ်တဲ့ကိုဆောင်မင်းနဲ့ဒီနေ့မှကြာရောက်တဲ့ချစ်သူတက်တဲ့နှစ်နှစ်ပြည့်အတွက်ပါဆိုပြီးတော့ပေါင်ဝင်ပြီးတော့စုမုံကောင်တောင်းမင်းလာပဲဖြစ်ပါတယ်။စကားလက်ဆောင်လေးလည်းပါပေးထားပါတယ်။ကို့ကိုအရန်ချစ်ပါတယ်တဲ့။သူ့ပေါ်မှာလည်းဒီထက်မကတော့ချစ်ချင်းမြတ်တာရင်နဲ့ချစ်ပေးပါ။ကို့ကိုလည်းဒီထက်မကချစ်ပါတယ်ဆိုပြီးတော့စကားလက်ဆောင်လေးပါပေးထားတာပါ။ဒဇင်ဖန်ပရိသတ်ကြီးအားလုံးကအီမိုတို့ရဲ့မန်တရားနေ့စစ်စစ်မှာ ဝင်းနေရှင်များအားလုံးနဲ့အတူတူချစ်သူဆောင်တဲ့မင်္ဂလာဆောင်တဲ့ရဲ့နှစ်ပတ်လေးကမ္ပဏီနှစ်ပတ်လေးစိုင်းဝင်ဝင်းနှစ်ပတ်လေးအစရှိရဲ့နှစ်ပတ်လေးတွေကိုပါဝင်ပြီးတော့တောင်းဆိုပေးလို့ရပါတယ်တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့ဒစင်ဖန်ရဲ့ဖုန်းနံပါတ်3936391639 9ကိုနေ့စဉ်နေ့လယ်တနာရီကနေ့နှစ်နာရီတွဲမှာပါဝင်ပြီးတော့တောင်းဆိုရမှာဖြစ်ပါတယ်ဒါအပြင်သစင်းဖန် YouTube channel မှာလည်းပါဝင်ပြီးတော့တောင်းဆိုလို့ရပါရဲ့ရှင်။တောင်းဆိုတဲ့အခါမှာပရိသတ်ကြီးတောင်းဆိုပေးခြင်းနဲ့နေရမတိုင်ခင်၃ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာပါ။ အမတ်တရားနေ့စင်ရှင်ကိုတော့မနေ့ကောနိုင်ဝင်ကျင်နိုင်မှာတင်ဆက်ပေးနေရပြီဖြစ်ပါတယ်။ဒီနေ့အမတ်တရားနေ့စင်ရှင်ကိုတော့ကျမရီမူကတင်ဆက်ပေးခဲ့တာဖြစ်ပြီးတော့ Audio Engineer အဖြစ်ဆောင်ရွက်ပေးခဲ့တဲ့သူကတော့ကိုနေလေးပဲဖြစ်ပါတယ်ရှင်။နားဆင်အားပေးခဲ့ကြတဲ့သတင်းဖန်ပရိသတ်တွေအားလုံးပဲပျော်ရွှင်ကြအချိန်လင်းကိုပိုင်ဆိုင်နေကြပါစေနော်။